ားလုံးပဲမြင်လာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုရေးနေလို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အချက်ဗီဒီယိုတွေကဆိုရင်ဒီ yes no မေကုန်းကို happy ဘက်ကိုတုံးပြီးတော့ဘယ်လိုမျိုးမေးရလဲဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြနေပြီဖြစ်တယ်ဒီနေ့မှာဆိုရင်တော့ wh question ကိုဘယ်လိုဖန်တီးရလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ wh question နဲ့မှာဘယ်စကားလုံးနေရှိရဲဆိုတော့အရင်ဆုံးတိကျပါမယ် okay အဲ့ဒါဆိုရင်ဒီမှာ what ပါလေ။ when ပြည့်ချိန်နဲ့ when ပြန်ရလဲ who ဘယ်သူလဲ whom ဘယ်သူလဲ which ဘယ်တခုလဲ whose ဘယ်သူဟာလဲ why ဘာကြောင့်လဲ and how ဘယ်လိုလဲအဲ့ဒီမှာကျွန်တော်ပထမဆုံးအနေနဲ့ who ဆိုတဲ့စကားလုံးကိုမျိုးကွန်ဆက်တဲ့ဒီဆောင်တဲ့ကဘယ်လိုသုံးလို့လဲဆိုတော့ရှင်းရပြီးတော့ပါဖြစ်တယ်။သုံးရပတ္တလေးအနေနဲ့ဆိုရင်တော့ why to not my happy friend like that နောက်မှာ subject လိုက်တယ်ပြီးရင်တော့တူးနောက်မှာ main verb လိုက်ပါတယ်ဥပမာစာရင်းမျိုးကြည့်ရအောင်ပါပထမဆုံးအနေနဲ့ what were you doing last night ဆိုဖတ်ကြည့်ပြီးတော့သုံးပြပြီးတော့ question လုပ်ပေးတာပါတယ်မင်းမင်းညာဘာလုပ်နေလဲ what do you do မင်းဘာလုပ်လဲ what do you do သုံးပြရတယ်နောက်ကြောင်မှာဆိုရင် what have you done မင်းဘာလုပ်ခဲ့ရလဲဘာလုပ်ခဲ့ရလဲဆိုတာကမင်းဘာလုပ်လိုက်တာလဲ โอเคดูดิดาวโซซ่าจังเนี่ยฮอตแกนยูทูบไม่บาลงနိုင်နေโอเคดีไซน์นั้นดูดีมั้ยဆိုရင်ကျွန်တော်ပထမဆုံးအကြောင်းပါဆိုရင်ဖတ်တူပြီးတော့အသုံးပြုကြရဲဖတ်တူပြီးမှလည်းအစ် negative form ကြီးပြောင်းနေဟာတွေဒီ yes no question မှာကျွန်တော်ပြောခဲ့တယ်လို့ပဲ be been been ဆိုတဲ့စကားလုံးမျိုးမသုံးပါဘူး amesa was ဝယ်တော့ပြုမယ် amesa was ဝယ်ရမှာ present tense ရအနည်းဆိုရင် am နဲ့ is များကြီးဆိုရင် are ပတ်စံနေမှာဆိုရင်လည်းအနည်းကြီးဆိုရင် what အများကြီးဆိုရင် where လမ်းဘယ် do it တက်စီတေကိုလည်းကျွန်တော်အနည်းများဖွဲ့မယ်ပတ်စံတက်တဲ့အခါတက်သုံးမယ်ဒီ verb have မှာဆိုရင်လည်းအနည်းဆုံး has အများဆုံး have for do ဆိုရင် had ဒီမှာဆိုရင်ကျွန်တော်ကိုတိဆောင်မဲ့ sentence နဲ့တိုင်ညီမဲ့ဒီ body verb ကိုအသုံးပြုပြီးတော့မျိုးကနေဒီစာလို့ရတယ်သူတို့ဒီ ဘောက်ကိုတမှုပြီးတော့မေခွန်းတီဆောက်တာနဲ့ပတ်သက်ပြီးတော့ရှင်မက်သားတော့ဘာမှတကြီးတော့ထူ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 မရှိပါဘူး။ဒါပေမဲ့ဒီလိုဆန္ဒမျိုးဘယ်လိုမျိုးအသုံးပြုလဲဆိုတဲ့အကြောင်းလေးကနည်းနည်းလေးရှင်းပြပြတော့မှာဖြစ်တယ်။အဲ့တော့ကျွန်တော်ပထမဆုံးဒီလိုသကလုံးတွေကတော့ဒီ value ပြီးတော့အသုံးပြုပြီးတော့မေခွန်းတီဆောက်တဲ့အခါပေါ့နော်။ဘောက်ကိုအသုံးပြုပြီးတော့ဒီ value ပြီးနေမေခွန်းတီဆောက်တဲ့အခါမျိုးတွေမှာဆိုရင်အဓိကလိုတဲ့အချက်ကကိုတိကျင်တဲ့အရာတနည်းပြောရရင်တစုံတစ်ခုလုံနေတဲ့အခါမျိုးမှာ तू က အဲ့တော့ဘယ်အရာဝတ္ထုငယ်ပဲဖြစ်ဖြစ်တောင်းဘလိုပုံစံမျိုးနဲ့လုံးလုံးနေလဲဆိုတော့ကျွန်တော်အတိအကျသိချင်တဲ့ခံယူမှာဆိုရင်ဒီပွက်နဲ့တွဲပြီးတော့အဆုံးပြုလေဘလိုတင်ထားမလဲဆိုတော့ကျွန်တော်ဒီမှာ what you doing လို့ what were you doing လို့ပြထားပြီးမယ်ဥပမာအနေနဲ့ what were you reading မင်းဘာကိုဖတ်နေခဲ့တာလဲအဲ့လိုအနေထားမှာဆိုကျွန်တော်ကစာအုပ်ဆိုတဲ့ဟာကိုဖိဖိပေးရတယ်ဥပမာနောက်တစ်ခုအနေနဲ့ဆိုရင် what are you laughing မင်းဘာကိုရေနေရလဲအဲ့ဒီအချိန်မှာကိုကြည့်နေတဲ့ဟာရုပ်ရှင်နဲ့ဖြစ်နေတယ်လို့ ဟာတာလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကိုကဖြစ်ရတခုခုဒါမှမဟုတ်လိုရတခုခုနဲ့ပတ်သက်နေတဲ့တစုံတစ်ယောက်သိချင်တဲ့ခါမျိုးမှာဆိုတော့ဒီလိုမျိုးမျိုးမျိုးပါလေနောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော် what do you do ဒါတော့ရွေးရှင်းပါလေသူ့ရဲ့လုံနေတဲ့အရာတခုပဲမေးလိုက်ရင်တူဝင်မယ်ဒီမှာကျတော့ဘယ်လိုမျိုးလဲဆိုတော့သူ့လုံတဲ့အရာကိုကိုကအတိအကျမသိတဲ့ခါမျိုးမှာသုံးနိုင်များပါလေဒီမှာဆိုရင်လိုရက်ကိုသိတယ်ဒါပေမဲ့အဲ့လိုရက်ကဘယ်အောင်မူတည်ပြီးလုံနေတာလဲမသိရခါ ဒီမှာတော့ဘာလုံးနေလဲဆိုတော့ဟိုကစာမတိတယ်ခါပထမဆုံးနေနေဒီဘာဒူးဒူးဆယ်မေးကုန်ပေါ့အဲ့မေးကုန်တော့ကျွန်တော်တစုံတရာအလုပ်ပြန်မသိချင်တဲ့ခါမျိုးမှာမေးပါတယ်ဥပမာနေနဲ့ what do you do မေးလိုက်ပြီ i'm a teacher i'm a student i'm a doctor စသဖြင့်ပြန်ပြီးဖြေပေးရတယ်နောက်တစ်ခုနေနဲ့ဆိုတော့ what have you done အဲ့တော့ရေးချင်ပါတယ်ထုံးတဲ့နိုင်မြေပြောပြပါတဲ့တစုံတစ်ခုပါကိုမတိလိုက်ခင်မှာတယောက်ယောက်ကကိုမတိရဲ့အရာတစ်ခုကိုလုံးလိုက်တဲ့ခါမျိုးမှာဆိုရင်မင်းပါလုံးလိုက်တာလေလို့ပြန်ပြီးတဲ့အခါမျိုးတွေ ဒီမိကုံတော့အဲ့လိုအနေထားတစ်မျိုးမှပဲသုံးပြပါတယ်။ကိုမတိလိုက်တဲ့အရာတစ်ခုသူတို့ကလုပ်ခဲ့တယ်အဲ့ဒီရောက်ကိုကတိကျတဲ့ခါမျိုးမှဆိုရင်မေးတဲ့ခါလေးမှသုံးပါတယ်။နောက်တစ်ခုအနေနဲ့မှ what what ကိုကျွန်တော်ဒီ model van နဲ့သုံးတဲ့ဟာတော့များသောအားဖြင့်တော့ကျွန်တော်တို့အခုလက်ရှိနေဒီအနာဂတ်မှာဘလိုမျိုးကို तू ကလုံးလောက်မလဲဆိုတော့ခမန်းပြီးတော့ပဲဖြစ်ဖြစ်တည်ရှင်တဲ့ခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့သူတို့မေးပါများပါဒီမှာကျွန်တော် what can you do လို့ပေးရမယ်ကျွန်တော် What you do မင်းဘာလုံးမှလဲ What could you do မင်းဘာလုံးမလို့လဲ What would you do မင်းဘာလုံးမလို့လဲအဲ့လိုမျိုးစသဖြင့်ပါเนาะတခုခုခံမှန်းပြီးတော့အနာဂတ်မှာပြင်လာမယ့်ဟာတခုခုမေးတဲ့ခါမှာဆိုတော့ကျွန်တော်တို့ဒီ model ဘက်ကိုပြေးပြီးတော့တုံ့ပြန်ပေးပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့ဒီမှာ What to နောက်မှာနောင်းလိုက်တယ်ပြီးတော့မှ happy back လိုက်တယ်ပြီးတော့နောက်မှာ subject and main verb ပေါ့เนาะဘယ်လိုမျိုးအနေနဲ့မှာတုံးလဲဆိုတော့ဥပမာစာကြောင်းနေ What time is it What ဆိုတာဒီမြေပြုံးစကားလုံးပြီးတော့ time time ဆိုတာ now အချိန်ကိုသိချင်နေတာနောက်မှာ happy fail လိုက်တယ်ပြီးသူ့နောက်မှာ travel ကိုပဲ set ပြလိုက်တယ် what time is it အခုဘယ်အချိန်နဲ့နောက်ဆုံးအနေနဲ့ဆိုတော့ what kind of fruit ဒီ kind of fruit တစ်ခုလုံးက now မှာ what ဆိုတဲ့စကားလုံးပဲတိုင်းတတိအမျိုးသားတတိပါဘာ what ဆိုတဲ့စကားလုံးမှာပေါင်းလိုက်လိုက်တယ်ဆိုတော့ what kind of fruit ဘလို့တတိမျိုးသားနောက်ဘယ်တတိမျိုးသားကိုတူလိုက်မြင်ကြရတယ် ဲ့လိုဆိုတော့ဒီ WH question နဲ့ပတ်သက်ပြီးတော့ WH ထဲမှာ what ကိုအသုံးပြုပြီးတော့မြေပုံစမ်းတဲ့ဘယ်လိုတိဆောက်ရလဲဆိုတော့ကောင်းအောင်လားလို့မျိုးပြောလိမ့်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော် WH ကိုဘလိုမြန်မာထပ်သုံးပြုသေးလဲဆိုတော့ကျွန်တော်အမေရိကဒီမှာဆိုတော့ what the what the f ဆိုတဲ့စကားလုံးမျိုးနောက်တစ်ခုအနေနဲ့ what the hell ဆိုတဲ့စကားလုံးမျိုးအဲ့လိုဟာမျိုးတွေကြတော့ကျွန်တော်ဒီပုံမှန်လိုပဲသူ့နောက်မှာဘွားနောက်မှာနောက်လိုက်တယ် the f and the hell အဲ့လိုမျိုး ဟာမျိုးတွေကျတော့အမီဒိတ်တွေမှာအသုံးပြုပါတယ်နောက်မှာလည်းကျွန်တော်သုံးစံတိုင်းပုံမှန်တိုင်း information မှာလေးကိုပြောပြရတယ်နောက်တစ်ခုနေကျွန်တော် what ဆိုတဲ့ကလုံးမျိုးတစ်လုံးနဲ့ပါတော့ကိုယ်တုံးကြောက်တာခုလာပြောတယ်ကိုကမသိနိုင်ဘူးဒီလိုပြအဲ့လိုခံစားဆို what အဲ့လိုပြန်ပြီးတော့မေးတဲ့အခါမျိုးတွေပေါ့တတိယကျတော့ဒါတွေကတော့အမီဒိတ်တွေပဲအဲ့လိုနေသားမျိုးမှာဆိုတော့ကျွန်တော်ဒီ ဖွဲ့ထုတ်တဲ့စကားလုံးမျိုးအသုံးပြုတာများပါတယ်။ဒါအဲ့တော့ WH နဲ့ပတ်သက်လို့ရှင်းပြခဲ့တာဖြစ်ပါတယ်။ကောင်းလာလိမ့်မယ်လို့လည်းပြောလိုက်ပါတယ်။အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ပါမယ်။နောက်ထပ်ဗီဒီယိုမှာတွေ့ကြပါမယ်။အားလုံးပဲပါပါ